မင်္ဂလာပါရှင်ရောင်းကက်တဲ့ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။တထုံမဘုံမှုဆန်းဝဲအောင်နဲ့ခရိုင်ရဲမှုတူရဲမှုချင်းမြင်နိုင်တို့ပူပါမိလူငယ်တွေကိုပေါ်တာဆွဲပန်းစေပြီးလူငယ်တောင်းလင်သိန်း90နဲ့ငွေညစ်ပြန်ရွေးခိုင်းငွေချင်းမတက်နိုင်သူတွေကိုစစ်မှုထမ်းတင်တဲ့အကြောင်းပို့ဆောင်မွန်ပြည်နယ်တထုံမြို့နယ်မှာမြို့နယ်စီမံကောင်စီဝင်ဘုံမှုဆန်းဝဲအောင်နဲ့ခရိုင်ရဲမှုတူရဲမှုချင်းမြင်နိုင်တို့ပူပါမိလူငယ်တွေကိုပေါ်တာဆွဲပန်းစေပြီးလူငယ်တောင်းလင်သိန်း90နဲ့ပြန်ရွေးခိုင်းနေကြောင်းဖန်စီခံရလူငယ်ကျွယ်မိဘဆွေမျိုးတွေကပြောတယ်တထုံမြို့နယ်မှာပြူစော်တီစစ်တပ်နဲ့ရဲတွေက လူငယ်တွေကိုပေါ်တာဆက်ဖန်ဆီးမှုတွေကိုနေရောညပါတုံမြင့်လုံဆောင်လာကြောင်းဖန်ဆီးရရှိတဲ့လူငယ်တွေကိုပြန်လည်ရေးရွမည်ဆိုပါကတထုံမြို့နယ်စီမံအကျော်ရေးဖွဲ့ဝင်တေပုံမှုဇံဝင်အောင်နဲ့တထုံခရိုင်ရဲမှုဒုတိယရဲမှုချင်းမြင့်နိုင်တို့ထံမှတော်ရောက်ရေးယူရကြောင်းငွေချင်းမတက်နိုင်မရွေးနိုင်သူတွေကိုစစ်တင်တဲ့ကြောင်းကိုတိုင်ရပို့ဆောင်နေကြောင်းသိရတယ်။တထုံမှာနေရောညပါလူငယ်တွေတော်တော်များများပေါ်တာဆွဲခံနေရတယ်။အိမ်မော်တီပါအဲစင်းဆိုပြီးပေါ်တာတက်ဆွဲတာဖန်ဆီးခံရပြီးရင်၃ရက်နဲ့၅ရက်တွင်ငွေနဲ့ရွေးခိုင်းနဲ့လူငယ်တယောက်ကိုသိန်း90နဲ့ရွေးရပါတယ်။ သူတို့စောင်းတဲ့ရက်မှာမရွေးနိုင်တော့တခါတည်းစစ်မှုထမ်းတင်တဲ့ကြောင်ပို့တယ်လို့တထုံမြို့နယ်မှာတော်လိုင်းကင်းထောင်လည်းဖြစ်တကြလှူရှားသူလည်းဖြစ်သူပြည်သူတွေကပြောတယ်။တထုံမြို့နယ်မှာဘုံမှုဆန်းဝင်းအောင်နဲ့တထုံခရိုင်ရဲမှုသူ့ရဲမှုချင်းမြင်နိုင်တော့မှနှစ်များစွာကြာမြင့်နေပြီဖြစ်ပြီးငွေကြေးတတ်နိုင်တဲ့ပြည်သူတွေနဲ့လုပ်ငန်းရှင်တွေရဲ့နေအိမ်နဲ့လူငယ်သူသားတွေကိုလည်းသိရှိကြ။ထို့ကြောင့်ငွေကြေးတက်နိုင်သူတွေကိုပြင်ပထားဖန်စီငွေညင်မှုတွေမကြခနာဆိုသလိုလှုပ်ဆောင်နေကြောင်းသိရတယ်။ဝမှုဆောင်ဝင်အောင်လာကပြူစောတိခေါမလာပြည်သူစစ်ခေါမလာ အဲ့ဒီကောင်းလေးကအရန်ရိုင်းဆိုင်နဲ့ညတိုင်းကင်းလဲပြီးလမ်းမတွင်လူကြီးတွေရောအသက်မပြည့်သေးတဲ့လူငယ်တွေကိုရောဆဲဆိုရိုင်းနေတဲ့စစ်မှုတွေအကြောင်းဝင်တော့တခါရယ်ဖန်စီပေါ်တာဆွဲတယ်။မကြသေးမီကသထုံမျိုးပေါ်မှာပေါ်တာဆွဲဖန်စီခံလိုက်ရတဲ့လူငယ်တအုပ်ရဲ့ဆွေမျိုးတအုပ်ကသိန်း90နဲ့မရွေးနိုင်တဲ့ဖြစ်တဲ့အဖြစ်သူကိုစစ်မှုတွေအပတ်စဉ်ဆက်တော့မှဆက်ရှိကိုပို့ခံလိုက်ရလို့ဖန်စီခံလူငယ်တအုပ်ရဲ့မိဆွေမျိုးကရှင်းပြတယ်။ တတော်မြို့နယ်မှာလာစဉ်စစ်မှုထမ်းအဖြစ်လူငယ်150နဲ့300ကျောင်းဖမ်းဆီးခံနေရပြီးစစ်မှုထမ်းအဖြစ်ပို့ဆောင်ခံနေရကြောင်းတတော်မြို့ရဲ့ကင်းထောက်ဖွဲ့ထံကနေသိရတယ်။ဆက်လက်ပြီးတပ်ဆန်မြို့နယ်မှာစစ်တပ်စစ်ကြောင်းအကြောပြတ်တိုက်ခိုက်မှုမှာစစ်သားစစ်တပ်ဦးသေးဆုံးပြီးစစ်ကြောင်းကဆုတ်ခွာထွက်ပြေးစကိုင်းတိုင်းတပ်ဆန်မြို့နယ်မှာဂျက်ဖက်စစ်တပ်စစ်ကြောင်းအကြောပြတ်တိုက်ခိုက်ရာစစ်သားစစ်တပ်နေရာတွေပွတ်ကျင်းပြီးသေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲဦးမြို့နယ်ပတ်ကဖတာဝန်ခံကပြောပါရတယ်။အော်တိုဘလ20နှစ်မနက်9:30မိနစ်ခန့်ချိန်တပ်ဆန်မြို့နယ်အတ်တော်ကျေးရွာမှာကမ်ဘလူးမြို့နယ်ကာဘူဘက်ကိုပြန်လည်ဆုတ်ခွာနေတဲ့ ။ဝကြမ်းဖက်စစ်တပ်စစ်ကြောင်းတော်လိုင်းတပ်ဖွဲ့တွေကကြားပြတိုက်ခိုက်ခဲ့ကြောင်းစစ်ဝါစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကစုပေါင်းပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။တပ်စံမြို့နယ်ပကဖတ်တပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်မှာတော့ယမနေ့အောက်တိုဘာလ20နေ့မနက်9:30မိနစ်ချိန်တန်ဆင်နဲ့အရှိတ်အဟောင်းမှာစစ်တပ်စစ်ကြောင်းကြားပြတိုက်ခိုက်ခဲ့ကြောင်းစစ်ဝါစစ်ကြောင်းမှာအတောရမှာကာဘိုကြီးရဘက်ကို ပြန်လည်ဆုတ်ခွာလာစဉ်ကာဘိုဒရာနီမှာကြာပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင့်စစ်တပ်ကတပ်ဖွဲ့ဝင်ငေါင်းသိမ်းဆုံးပြီးစံနှုတ်တံရရှိပြီးစစ်သားတွေထွက်ပြေးသွားကြောင်းအလောင်းနဲ့တံရစစ်သားတွေကိုမွန်တက်ဆန်နိုင်ကြောင်းဂျင်းဂိုင်းနဲ့တိတ်သွားကြောင်းသိရတယ်။ တိုက်ပွဲတွင်းမှာစစ်ခွဲနဲ့ပြည်ခွဲငါးကောင်တို့ပွဲချင်းမိသေးဆောင်နဲ့တိုက်ပွဲဖြစ်ပြီးမိုးလဲပိုက်လောက်မှာတော့စစ်ခွဲရင်အင်အားများပြားနဲ့ထပ်မံရောက်ရှိလာပြီးစစ်ခွဲအလောင်းနဲ့တရားရတဲ့စစ်ခွဲတွေကိုကားနဲ့လာတဲ့သွားလို့သိရတယ်။ကျွန်တော်လက်တွေ့တော့သိစရာမျိုးမရှိပါဘူး။ဆိုပါစစ်စင်ရဲ့တိုက်ပွဲကတက်စင်မျိုးနဲ့ပကပရွှေဘုခဲအမှတ်50နှစ်ပြွာတရင် PNL ပေါ်စစ်ကြောင်းရေဦးမြင့်နဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့ရေဦးပကပလည်းဦးတစ်ဖွဲ့တို့ကမူပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ကလပ်ဗီယန်ညကြီးဝင်ကြီးနောက်နဲ့တွဲဆောင်ခဲ့ပြီးမြမရဲ့ပြုတ်သဘောဆောင်ဝေယောက်စုဖက်လွတ်တော်မှာတိုက်တွန်းမြို့တိုင်းမှာဆို အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီအမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီနိုင်ငံတိုင်းဝန်ကြီးတော်စင်မောင်နဲ့လူသားချင်းစာနာဒေါက်တာရေးနဲ့ဘီအန်အေဆန်အစီအမံခန့်ခွဲဝင်ကြီးဒေါက်တာဝင်းမြည်ရိုးပေါင်းနဲ့ပြောင်းစလို့တော့ကိုစားဖြူကော်မတီဇီယာပေးဖော်ဝင်နဲ့တွေ့ဆုံခဲ့ပြီးထိုင်းလွတ်တော်အနေနဲ့မြမရေကိုပြုတ်တဘောဆောင်ဝေယဆွဖတ်ခြင်းမူဝါဒနဲ့အလေးထားဆောင်ရွက်ဖို့ထိုက်တွန်းတောင်းဆိုသွားမယ်လို့ထိုင်းလွတ်တော်မန်မစ္စတာကနဝီဆက်ဆန်ကအော်တိုဘာလ20ရက်မှာလကလူမှုကွန်ရက်ကတစင်ပြောဆိုလိုက်တဲ့ မြန်မာနိုင်ငံမတည်ငြိမ်မှုတွေအားတိုင်းနိုင်ငံအတွက်ရှာလဲလို့မရနိုင်ပေလုံးကျော်ရင်စီးပွားရေးနဲ့နေဆက်ဒေသတွေရဲ့လူမှုဘဝတွေပေါ်တိုက်ရိုက်တရားမှုရှင်နိုင်ကြောင်းမစ္စတာကနဝေကသူ့ရဲ့ Facebook စာမျက်နှာမှာရေးသားပြီးထောက်ပြပြောဆိုထားတယ်မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးမရဘူးဆိုရင်တိုင်းနိုင်ငံအနေနဲ့ဆိုးကျိုးတွေကိုမလွဲမသွေကန်စားမှဖြစ်တာကြောင့်လက်ရှိမျက်စိပိတ်နာပိတ်ထားတယ်အနေအထားကပြဿနာကိုရေရှည်ဖြစ်ရှင်းနိုင်မယ့်နည်းလမ်းတွေကိုရှာဖွေဖို့စိတ်တကားဖွင့်ပြီးနားထောင်မှုလွဲကြောင်းတိုက်တွန်းနေတယ် ဒါအပြင်တွေ့ဆုံဆွေးနွေးမှုတွင်လာမယ့်ဒီဇင်ဘာလမှာဆင်းရဲစုပြုလုပ်ဖို့စီစဉ်ထားတဲ့ချုပ်ချယ်ထားရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနောက်ဆုံးချိန်တွေပြောဆိုဆွေးနွေးခဲ့ကြောင်းဆင်းရဲစုအတွေ့အကြုံရွေးကောက်ပွဲဟာမြန်မာချိန်တွေကိုပုံမှန်ဆွေးနွေးစီမှာဖြစ်တာကြောင့်နိုင်ငံတကာအသိုက်အဝန်းကလုံးဝတိမမပြုသင့်ကြောင်းတညီတညွတ်ထဲသုံးသပ်ခဲ့ကြတယ်လို့မစ္စတာကနဝီကရေးသားတယ်တဆက်ထဲမှာပဲပြည်ပခတိုင်ခဏရသူတွေအတွက်လည်းဆက်ဖြတ်ကြလို့သားချင်းစာနာမှုအကူအညီပေးဖို့ရေအကောင့်ထည့်ဖို့ဖြစ်နိုင်ခြင်းကိုလည်းဆွေးနွေးခဲ့ကြကြ စစ်မှန်တဲ့လူသားချင်းစာနာမှုနေရာမတွေတိုင်းဆိုင်ရမယ်ဆိုရင်မြန်မာပြည်သူတွေထိုင်းနိုင်ငံဘက်ကဒုက္ခသည်တွေဖြစ်အလုံးရင်နဲ့ထွက်ပြေးခွလုံလာခြင်းကနေကာကွယ်နိုင်မယ်လို့ပြောတယ်။ထိုင်းမှန်တဲ့မြန်မာနေဦးတော်လိုင်းကောင်းဆောင်နေကြဆွေးနွေးမှုတွေထဲမှာမြန်မာနိုင်ငံအခြေပြုပြီးထိုင်းကိုအုံချလဲပတ်နေတဲ့အကြောင်းဖြန့်ကိုင်းနေပါဝင်နေဆက်ဖြတ်ကျော်ရွှေမှုအဖွဲ့အစည်းကိုထိထိရောက်နိုင်နေမှုလို့အကြောင်းကိုလည်းအဓိကထားဆွေးနွေးခဲ့လို့သိရတယ်။ အချက်အအဖြစ်မြန်မာငြိမ်းချမ်းရေးအတွက်ထိုင်းနိုင်ငံအနေနဲ့ခိုင်မာပြတ်သားရည်တည်ချက်ကိုအမြဲဆုံးချမှတ်ဖို့လိုအပ်ကြောင်းတိုက်တွန်းပြောကြားခဲ့ပြီးသက်ဆိုင်ရာဖွံ့စည်းရေးကိုတင်ပြနိုင်မှုမူဝါဒလမ်းညွှန်ချက်အစိုးပြချက်တွေကိုပြန်လည်ရင်ဆက်သွားမှာဖြစ်တယ်လို့မစ္စတာကနဝီကပြောဆိုတယ်။ဆလဘီနထိုးကြီးပဲချက်ရာကိုဆေးဥစုဆက်တလေးဂျုံစင်းနဲ့ပုံစံတေးဥသိဆောင်ကလင်းနဲ့ဥပါတရားရမလေးတိုင်းမြင်းချန်ခိုင်နထိုးကြီးမျိုးနဲ့မဂျပန်စစ်ကောင်စီရဲ့နထိုးကြီးမျိုးနဲ့မဆက်တလေးဒီနဲ့ပုံစံတိုက်ခိုက်မှုကြောင့်လျှောက်သိဆောင်ပြီးကလင်းငယ်နဲ့အမျိုးသမီးတယောက်ထိခိုက်ဒဏ်ရာရှိခဲ့လို့ဒေသခံသတင်းမြစ်ကပြောတယ် အော်တိုဘလာ19ရက်နေ့မနက်ပိုင်းမှာနထိုးကြီးမြို့နယ်အရှေ့မြောက်ဘက်ပဲချက်ကြီးကိုဂျန်ဖက်စစ်ကော်မရှင်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲစက်တက်လေးစီ3စီနဲ့ဘုံနေကျဲချတိုက်ခိုက်ခဲ့တယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်ကျေးရနေတဲ့50ကျော်ရဲ့အမျိုးသားအမျိုးသမီးတွေပေါင်းလျောက်တင်းဆောင်ခဲ့ပြီးအသက်မပြည့်သေးတဲ့ကလေးငယ်နဲ့တခြားတယောက်လည်းထိခိုက်ဒဏ်ရာရှိခဲ့လို့ဒေသခံသတင်းမြစ်ကပြောတယ်။ပြည်ကစတင်ပါလာကဆလုံးနထိုးကြီးမြို့နယ်ရဲ့ကိုမလှိုင်မြို့နယ်နဲ့မြင်းချက်မြို့နယ်ကနေစစ်မျက်နှာနဲ့ခုနဲ့အကြံဖက်ဆက်ကြောင်းတွေဝင်ရောက်နေပြီးဒေသကာကွယ်ရေးတပ်တွေနဲ့အထိတွေ့တိုက်ပွဲတွေရှိနေကရဲသားတွေလည်းထွက်ပြေးတိမ်းရှောင်နေကြရဲ့ ဆက်လက်ပြီးတော့ဒီဘဲမှာလေးချောင်းရဲ့ကြောင့်လူမင်္ဂလာပွဲမှာဖြောဖြည်းတွေမထည့်ဖို့အပအပမြေတားရကန်စကိုင်းလိုက်ဒီဘဲမြို့နယ်မှာစစ်တပ်ရဲ့လေးချောင်းရဲ့ကြောင့်လူမင်္ဂလာပွဲမှာဖြောဖြည်းတွေဆိုင်ပေါ်လေးမထည့်ကြဘူးဒီဘဲမြို့နယ်ပြည်သူ့အချုပ်ဘက်ကမြေတားရကန်လိုက်ပါတယ်ဒီဘဲမြို့နယ်တွင်ပြည်သူများနဲ့တော်လိုင်းအားစုအားလုံးနဲ့လက်ရှိအချိန်အားစစ်တပ်ကဟာနာသိမ်းထားချိန်ဖြစ်ပြီးပြည်သူလူထုတရလုံးကပြင်းပြင်းထန်ထန်တော်လှန်နေကြအချိန်ဖြစ်ကြောင်းစစ်တပ်ကလည်းပြည်သူလူထုကိုဦးတည်ပြီးတိုက်ခိုက်ရေးအများဖြင့်အနီးကပ်ပုံကျဲတိုက်ခိုက်နိုင်တဲ့ပရမိုတာစက်တက်လေဒီများနဲ့လကောင်း ဂျိုင်ယိုကော်ပတာတွေနဲ့၎င်းချိန်နေရာမြေတိုက်ခိုက်နေကြောင်းဒီပိန်ဘက်ကဖအဖွဲ့ကအော်တိုဘားလရက်ကတည်ပေးတယ်။ဒါကြောင့်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကိုစွန့်ရင်နေလို့လုံခြုံရေးသတိထားမယ်အပြင်ဒီနေ့မင်္ဂလာပွဲအလှမင်္ဂလာပွဲတွေမှာအခန့်ဖြောပြေးပွဲတွေဆိုင်ဝိုင်းနေပါဝင်ကြလို့ပြုလုပ်ကြဖို့ဒီပိန်ဘက်ကဖအဖွဲ့ကမြေတိုက်ရက်ခံထားဖြစ်ပါတယ်။ကစားရဲ့ကျေပါကဖပါဖတာဝန်ရှိသူအနေနဲ့ပြည်သူလူထုထိခိုက်နေတာဆုံးရှုံးမှုမရှိခြင်းရေးအထူးလေးထားစက်မစားသာကြဖို့ဒီဘက်မြင့်နေပြည်သူ့ချုပ်ဘက်ကတိုက်တွန်းထားပါတယ် ဇလပီမိုင်းကုန်စည်းနေစစ်ကောင်စီပုံကျဲမှုဒေသခံနှောင်းတေဆောင်နှောင်းတရားရတရားနယ်လေးထိုင်ချုံမြို့တွေကို21ရက်တွင်အချိန်သောအကြောပုံကျဲရှမ်းပြည်နယ်မြောက်ပိုင်းမိုင်းကုန်မြို့စည်းနေကိုအော်တိုဘလ20ရက်နေ့ညမှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲလို့ဒေသခံနှောင်းတေဆောင်ပြီးနှောင်းတန်ရလို့တရားနယ်လေးကထုတ်ပြန်တယ်မိုင်းကုန်မြို့မှာစည်းနေကိုည7နာရီကျော်မှ Jet Fighter နဲ့ပေါင်250ဘုံနှလုံးလာကျဲခဲ့လို့အမျိုးသားတအုပ်မြို့သမီးတအုပ်တေဆောင်ပြီးနှောင်းတန်ရခဲ့လို့အော်တိုဘလ21ရက်မနက်ပိုင်းမှာထုတ်ပြန်တယ် ဘောင်းချမှုကြောင့်နေအိမ်ဆယ်လုံးနဲ့ဆိုင်ကန်းကားလုံးလည်းပျက်စီးသွားတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကနောင်ချိုကျောင်းဝင်းနဲ့ဒီဘောမျိုးကိုပြန်လည်သိမ်းယူပြီးရနောက်တရနာလီထိန်ချုပ်ထားတဲ့မြို့တွေကိုစစ်ကောင်စီကနေစဉ်ဘောင်းချတိုက်ခိုက်နေအောင်ဖြစ်ပါတယ်။အော်တိုမလာတရကနေဆက်ရှင်နေတီမန်တုံကြောင့်မဲဒီဘောမိုင်းကမိုင်းလုံးနမ်ဆန်နမ်တူမိုးမေမျိုးနဲ့မိုးကုံမျိုးတွေကိုလေချောင်းကနေ၂၈ကျိန်ပုံကျဲပြီးဒေသခံ၄၀တောင်ဒေသဆောင်ပြီး54ဦးတန်ရောက်ခဲ့လို့တင်တယ်လေကထောက်ပြန်တယ်။ဒါပြောင်းအော်တိုဘ၁၉ရက်နေ့နဲ့၂၀ရက်နေ့မှာလဲနမ်ဆန်မန်မိုင်းမန်တုံ မိုင်းကနဲ့ မောကုံမြို့နယ်တွေကိုလေကြောင်းကနေပုံကြရကြောင်းထိခိုက်ဒေဆောင်သူရေးအတွက်အထက်နယ်လေးထောက်ပြန်ကြတဲ့ပုံကူများပြားနေတယ်။စစ်ကောင်စီကဒေသအနှံမှာရဲသားပြည်သူတွေပေါ်ပြစ်မှတ်ထားပြီးဆရာစုံမှုကျွလွန်နေကြောင်းနဲ့ဒေသခံပြည်သူတွေနဲ့ဆေးသတိရှိဖို့လေကြောင်းရနယ်လက်နက်ကြီးရန်ကိုကာကွယ်ကြဖို့တရားနယ်လေးကအသိပေးထားပါတယ်။နောက်ဆက်အောင်ပြကြရတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါတယ်ရှင်။